။ဒါလီဆိုပါဒီကနေ့အော်တိုဝါလာ23ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအင်မြခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ရခိုင်ပင်ကလာနေဆက်တိုက်ပွဲအတွင်းအာဆာ20ကျော်တေဆုံးပြီးရှစ်ယောက်ဒဏ်ရာနဲ့အတူဖမ်းဆီးရမိကအေအေးကလည်း3ယောက်ဒဏ်ရာရရှိသွားတဲ့ဆိုတဲ့သတင်းမောင်တော်မြို့နယ်တောင်ပိုင်းမှာ အာဆာအဖွဲ့ကခီးတေကတစီကိုချုံခိုတိုက်ခိုက်လို့ အပြစ်မဲ့အမျိုးသမီး2ဦးသေဆုံးပြီးအမျိုးသား2ဦးဒဏ်ရာရရှိခဲ့တဲ့တွင်တိုက်ပွဲအတွင်းပျက်စီးသွားတဲ့ဘူးတိအောင်ထန်လျှောက်ခံကြေးရွာကဗလီနဲ့နေအိမ်တရာကျော်ကို ULAA ကပြန်လည်တိစောက်ပေးတဲ့ဆိုတဲ့တွင်တွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တွင်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်ရခိုင်ဘင်္ဂလားနေဆက်မှာအော်တိုဝါလာ20ရက်နေ့ညအချိန်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းအာဆာအကြက်ဖက်တပ်ဖွဲ့ဝင်23ယောက်တေဆုံးပြီးတော့6ယောက်ဒဏ်ရာနဲ့အတူဖမ်းဆီးရမိကာ အရခတတော်အေးကလည်း၃ယောက်တည်းအားရရှိသွားခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲဟာတညလုံးဖြစ်ပွားခဲ့ပြီးတော့အရခတတော်အေးက၃ယောက်တည်းအားရရှိခဲ့တယ်လို့လည်းသိရပါဗျ။ကျန်အာစာတပ်ဖွဲ့ဝင်တွေကတော့ကစင်ကလေးယာဘင်္ဂလားဒေ့ရှ်ဘက်ကိုဆုတ်ခွာထွက်ပြေးသွားကြပြီးအေးအေးကလည်းနှိစက်တလျှောက်မှလိုက်ရင်ရှင်းနေခဲ့တယ်လို့ဆိုပါဗျ။ဒီတရင်နဲ့ပတ်သက်ပြီးတော့ AA ပြောခွင့်ရသူဥခိုင်ဒုခကိုမြင်းမြန်ထားပြီးမယ်လေအကြောင်းမပြန်သေးတာကြောင့် AA ဖက်ကအတီးပြုချက်ကိုတော့ရယူနိုင်ခြင်းရှိသေးပါဘူး ဒီအပိုင်းအတွင်းမောင်တော်မျိုးနဲ့မြောက်ပိုင်းကိုအာစာအကြံဖတ်အဖွဲ့တွေဝင်းရောက်လှုပ်ရှားမှုတွေရှိနေပြီးတော့အေအေတပ်စခန်းတွေကိုအဝေးကနေလှန့်ပစ်တာခီးသွားလာနေတဲ့အရတားပြည်သူတွေကိုချုံခိုတိုက်ခိုက်တာတွေလည်းပြုလုပ်နေတယ်လို့ဒေသခံတွေကပြောကြပါရဲ့ရှင်။မောင်တော်မျိုးနဲ့တောင်ပိုင်းကြောက်ပန်းတူစီဒီပြင်တောင်ကျော်လမ်းမှာအာစာရဲ့အကြံဖတ်တပ်ဖြတ်မှုကြောင့်အမျိုးသမီးနှစ်ဦးသေဆုံးပြီးတော့အမျိုးသားနှစ်ဦးကတော့ဒဏ်ရာနဲ့အတူထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့သိရပါရဲ့။ မနေ့ကနေ့လယ်ပိုင်းကခလေးငယ်တူအပါအဝင်ခီးတင်၅ဦးနဲ့စားတော့ကုံတွေတင်ဆောင်ပြီးတော့ဇီဒီပြင်းကြီးရွာကနေကြောက်ပန်းတို့ကြီးရွာဘက်ကိုထွက်ခွာလာခဲ့စဉ်မှာမောင်တော်မျိုးနဲ့မျိုးယူကြီးရွာရဲ့အရှိတ်တတအနီအယောက်မှာအာစာရဲ့အာစာအဖွဲ့ရဲ့ချုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။တည်ဆုံသွားသူတွေကတော့မဝဝေဆူ32နဲ့ဒေါ်နာနိုင်ဆွေ42တို့ဖြစ်ကြပါတယ်။ကားသမားနဲ့ခီးတဲ့အမျိုးသားတူဦးကတော့ဒံယာရီနဲ့ထွက်ပြေးလွတ်မြောက်လာခဲ့တာပါ။ အဲ့ဒီဂျုံကိုတိုက်ခိုက်မှုအတွင်ကားပေါ်မှာပါလာတဲ့ခီးသည်လေးဦးနဲ့ကားသမားကိုဖမ်းဆီးခေါ်ဆောင်သွားပြီးအဲ့ဒီအထက်ကအမျိုးသမီးနှစ်ဦးကိုတပ်ဖြတ်ကကားသမားနဲ့ကြံတူဦးဟာတန်ရရင်းနဲ့လွတ်မြောက်လာခဲ့ရတာဖြစ်ပါတယ်။တေဆုံးသွားသူမဝေဝေဆိုးရဲ့သုံးနှစ်အရွယ်သမီးငယ်ကိုတော့မိခင်ရဲ့အလောင်းဘေးမှာအသက်ရှင်နေရတွေ့ရှိခဲ့ရတယ်လို့အေအေးရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ကားပေါ်မှာပါလာတဲ့ဆန်စီစားငရုတ်စားတဲ့စားတော့ကုံတွေအားလုံးကိုတော့အားစာအဖွဲ့ကယူဆောင်သွားခဲ့တယ်လို့သိရပါတယ်။ အခုလိုအကြံဖတ်တက်ဖြတ်သွားတဲ့အာစာတက်ဖွဲ့ဝင်တွေကိုအေအေကလိုက်လံရှာဖွေနေတယ်လို့လည်းသိရပါရဲ့ရှင်။ရခိုင်ပြည်ဘူးတိတော်မျိုးနဲ့တန်လျှောက်ခံကြေးရွာမှာတိုက်ပွဲအတွင်ပျက်စီးသွားခဲ့တဲ့ဗလီအပါအဝင်နေအိမ်တရာကျော်ကိုရခိုင်မျိုးသားအဖွဲ့ချုပ် ARECA တက်တော် ULAA ကပြန်လည်တိစောက်ပေးနေတယ်လို့သိရပါရဲ့။ အဲ့ဒီခြေရွာမှာတိုက်ပွဲကာလအတွင်းပျက်စီးသွားခဲ့ရတဲ့မွတ်စလင်ဒေသခံတွေရဲ့နေအိမ်131လုံးနဲ့ဗလီတလုံးတို့ကို ULAA ကပြန်လည်တိစောက်ပေးနေတာဖြစ်ပါတယ်။အရင်ကတန်လျှောက်ခံရွာနေရာမှာတိစောက်ပေးတာမျိုးမဟုတ်ဘဲနဲ့နေရာအသစ်မှာရွာအသစ်ရှာပြီးတော့ဆောက်လုပ်ပေးနေတာလို့သိရပါတယ်။လက်ရှိမှာတော့နေအိမ်130ကျော်ကိုဆောက်လုပ်ပြီးစီးပြီးဒေသခံတွေနေထိုင်နေကြပြီလို့သိရပါတယ်။အခုတန်လျှောက်ခံရွာအသစ်မှာ မွတ်စလင်အင်ထောင်စု132စုရှိပြီးစုစုပေါင်းလူဦးရေ800လောက်ရှိပါတယ်။အဲ့ဒီကြေးရွာမှာ2018ခုနှစ်စည်ရင်အရလူဦးရေ900ကျော်ရှိပေမဲ့လူဦးရေ100လောက်ဟာတိုက်ပွဲကာလအတွင်းဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ပြည်မဖက်ကိုတင်းရှောက်သွားခဲ့ကြတာကြောင့်လက်ရှိမှာတော့800လောက်ပဲကျန်ရှိတော့တာဖြစ်ပါတယ်။အဲဒီရောဟာပြီးခဲ့တဲ့2024ခုနှစ်မေလ3ရက်နေ့ကစစ်တပ်နဲ့အေအေတို့တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တဲ့နေရာဖြစ်တယ်လို့ တိုက်ပွဲကာလအတွင်းအဲ့ဒီရွာကမွတ်စလင်အယောက်600လောက်ကိုအေအေကတပ်ဖြတ်ခဲ့တယ်လို့မွတ်စလင်အရေးလှုပ်ရှားသူတွေနဲ့စစ်တပ်ကဆွဆေးထားတဲ့ရွာလေးဖြစ်ပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပြည်ရင်းသတင်းတစ်ပုဒ်အနေနဲ့ကတော့ဘင်္ဂလားဒေ့ရှ်အနေနဲ့မြန်မာကစန်တန်ရှင်ငါးတောင်းဝေယူတင်သွင်းသွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ အော်တိုဘားလာ22ရက်နေ့ကဒက္ကမြို့မှာပြည်လုပ်တဲ့စီးပွားရေးအကြံပေးဆလဒန်အာမတ်ဦးဆောင်တဲ့အစိုးရဝေယူမှုဆိုင်ရာကက်ဘိနက်ကော်မတီအစည်းအဝေးမှာတည်ဆုံဖြတ်ချက်ကိုအတည်ပြုခဲ့တာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ဟာသူ့နိုင်ငံအတွင်းကိုစန်တန်ရှင်တသိန်းတင်သွင်းဖို့အတွက်ရှိနေရမှာအဲ့ဒီအထက်ကစန်တန်ရှင်9000ကိုတော့မြန်မာနိုင်ငံကတင်သွင်းမှာဖြစ်တယ်လို့နောက်9000ကိုတော့ဒူဘိုင်အခြေစိုက် MS Creden ကတင်သွင်းမှာဖြစ်ပါတယ်။အခုလိုတင်သွင်းရမှာ G2G အစည်းအဝေးအရာ မြန်မာနိုင်ငံစံစဘာအသင်းချုပ်ကနေတတန်ကိုကန်ဒေါ်လာ386.5နဲ့စံတန်ရှင်9000တင်သွင်းမယ်လို့ဆိုပါရယ်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ထိုင်းနိုင်ငံတောင်ပိုင်းဖန်ကာခိုင်တကွာပါမြို့နယ်မှာမူရစ်စေဝါတွေကိုရှုဝတ်ပြီးတည်ဆောင်လာတဲ့မြန်မာအမျိုးသမီး2ယောက်ကိုထိုင်းရဲတပ်ဖွဲ့ဝင်တွေကဖမ်းဆီးခဲ့တယ်လို့သိရပါရယ်ဖက်စိခံရတဲ့မြန်မာအမျိုးသမီးနှစ်ယောက်ကတော့အသက်40အရွယ်လောက်ရှိနေပြီဖြစ်ကား ရနောင်းပြည်နယ်ကနေတဆင်ခူရာဘူရီခရိုင်တကွာဘခရိုင်ကိုဖျက်ကျော်ပြီးတော့ဖန်ကားပြည်နယ်ရဲ့တနီယာကိုတိဆောင်ဖို့အတွက်တွားရောက်စင်မှာဖန်စီခံရတာလို့ထိုင်းသတင်းတွေကဖော်ပြပါတယ်။သူတို့ကိုတကွာဘခရိုင်ဘတ်စကာဂိတ်မှာရဲတွေကစောင့်ဆိုင်ပြီးတော့ရှွန်ဖွန်ဖူခက်ခီးသည့်တင်ဘတ်စကာရောက်ရှိလာစင်မှာဖန်စီခဲ့တာပါ။ ဲ့ဒီအမျိုးသမီးတွေကိုစစ်ဆေးရမှာဘရာစီယာအတွင် ရှုဝက်သေဆောင်လာတဲ့ plastic 8ဆက်နှစ်ထုပ်ကိုတွေ့ရှိခဲ့ရပြီးတံပိုးပန်းဝင်နှစ်တန်းကျော်မူရစ်ဆေးဝါးတွေကိုတွေ့ရှိခဲ့တာလို့ဖော်ပြထားပါတယ်။အဲ့ဒီမြန်မာအမျိုးသမီးနှစ်ဦးကိုမူရစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုနဲ့ဥပဒေအရဆောင်ရွက်သွားမယ်လို့လည်းထိုင်းရေးတွေကအသိပေးထားပါတယ်ရှင်။နရီစီယာသတင်းဌာနရဲ့နေစဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုရီဇီယာကထုတ်လွှင့်တဲ့သတင်းတွေကို www.norizia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နိုရီဇီယာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။